ဟယ်လိုချရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို retweet စာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် March 23ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်အထူးသွားပြီးမှ reaction လုပ်ကြမှာဖြစ်ပါတယ်နော်ကဲထုံးစံတိုင်းပဲလိုရီတူရှင်သတင်းလေးကိုကျွန်တော်ဖတ်ပြပေးပါမယ်နော် ပထမသတင်းတစ်ပုဒ်ကတော့ကြောက်ဖြူတိုက်ပွဲညဝရီရေဒက်စခန်းကြီးရောက်ရှိလာပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့စစ်တွေကိုအေကဝင်းမလာနိုင်ဖို့အချမ်းမစစ်တက်ကလီချောင်းနဲ့လက်နက်ကြီးတွေအဓိကတုံးတုံးပြီးတော့ခုခံနေနေဆိုလည်းသိရပါတယ်နော်အဲ့တော့တိုက်ပွဲအချိန်တွေကတော့စစ်တွေကိုအေမြို့အနာကတ်လာလို့မရအောင်စစ်ကောင်စီကမြို့ပတ်ချလဲကိုပြစ်ခတ်နေတဲ့အနေအထားပဲဖြစ်ပါတယ်တဲ့အေကလည်းလက်နက်ကြီးတွေအားသုံးပြီးပြန်လဲတိုက်ခိုက်နေပြီးတိုက်ပွဲကပြင်းထန်နေတယ်လို့သိရပါတယ်စစ်တပ်ဘက်ကမြေပြင်စစ်ကြောမထိုးနိုင်တော့ဘူးတဲ့အေတက်မလာအောင်ကာပစ်နေရတဲ့အနေအထားဖြစ်ပါတယ်ဆိုပြီးမှ သတင်းတွေထွက်နေတာဖြစ်တယ်အဲ့တော့ဒီ Champion စစ်ကောင်စီကလူကြီးတိုက်ဖို့တော့လုံးဝဖြစ်နိုင်တော့ဘူးเนาะအဲ့တော့ဒီသူတို့လက်နက်ကြီးတွေတုံးမယ် drone တွေတုံးမယ်ပေါ့နော်ဒီလောက်ပဲဖြစ်ပါတယ်ဘာဖြစ်မကြခင်မှာတော့အရခတ်တော်ရေးတိုက်တယ်ဆိုရင်တော့ကြတော့မှာဖြစ်ပါတယ်เนาะဒီစကန်လဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့တိရိမျိုးခလာရ2.6ကိုတရင်မှာဒုတစ်ချက်တူလက်နက်ခဲများယူဆောင်လာပြီးအလင်းဝင်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်เนาะအလင်းဝင်လာတဲ့သူကတော့မောင် မောင်မင်းစိုးဒီတဲ့ MA အမျိုးသားတနက်တက်အကြီးပေါအပေါ6ခုလက်ပြပုံတစ်လုံးကြီးကား ကြည်များနဲ့စစ်အသုံးဆောင်ပစ္စည်းများယူဆောင်ခဲ့ကြောင်းသိရှိရပါသည်တဲ့။ကဲမမြဝင်လေးကောင်းလေးပြောနော်မမြဝင်လေးတက်ပြီးရလွတ်လေးပေါ့နော်။အခုချိန်မှာဆိုရင်တိုက်ပွဲတွေတော်တော်ပြင်းထန်နေဖြစ်နေတော့ပေါ့နော်။ဟိုပါပါစတွေလည်းအခုချိန်မှာဆိုရင်ကိုလွတ်အောင်မလို့ရှောင်းရမလဲဘလို့အလင်းဝင်ရမလဲဆိုတာမျိုးတွေအများဆုံးလေ့လာသိနေပါပြီနော်။ကဲနောက်ထပ်ကြည့်ရမှာတော့ထိုင်းနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒီမြန်မာတွေအတွက်ပေါ့နော် မျိုးတွေအတွက်သတင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်နော်အဲ့ဒီသတင်းပါလဲဆိုတာကိုကိုစီယာတုတ်တက်ထားတာဒါထောင်ကြည့်အောင်နော်မင်္ဂလာသတင်းလေးသတင်းကောင်းလေးတစ်ခုတင်ပြပေးနေမှာသတင်းအရင်ကျွန်တော်ဖတ်ပြပါမယ်ပြီးမှစကားပြောကြတာပေါ့နော်ထိုင်းလွတ်တော်ဆွေးနွေးပွဲကိုတက်ရောက်နေတဲ့ CRPA ကမြန်မာရွှေ့ပြောင်းအလုပ်သားရေးတောင်းဆိုတွားမိကောင်းစရာတော့အဲ့ဒါနဲ့ပေါ့နော်အမှရှင်းပြတာရှိတယ်ကျွန်တော်တုံသုံးတဲ့ဗီဒီယိုဖိုင်သွားကြည့်လိုက်မယ်နော်ဒါကတော့ထိုင်းနိုင်ငံမှာကျွန်တော်တို့လာရောက်ဆွေးနွေးနေတဲ့ထိုင်းလွတ်တော်မှာ CRPH NUCD เนาะအမျိုးသားညီညွတ်ရေး အစိုးရ NUG ရှိသလိုအမျိုးသားညီညွတ်ရေးဒီအစိုးရအတိုင်းအတာကောင်စီဆိုပြီး NUCC ရှိပါတယ် NUCC မှာဘယ်သူတွေပါဝင်ပါလဲဆိုတော့လက်ရှိကျွန်တော်နိုင်ငံအင်အားစုတွေရက်ဖက်နော်အဖွဲ့အစည်းတွေတိုင်းဒေသကြီးအဝတ်ခေါင်းဆောင်တွေနော်အခြားအဖွဲ့အစည်းပေါင်းစုံဖွဲ့စည်းထားတဲ့ NUCC အတိုင်းအတာကောင်စီဆိုပြီးရှိပါတယ်အဲ့ဒီအတိုင်းအတာကောင်စီရောဒီပြောင်စုလွှတ်တော်ကုစားပြု comedy CRPH ကတာဝန်ရှိတဲ့လူတွေက time လွှတ်တော်ထဲမှာလာရောက်ပြီးတော့ net data တင်ရင်အေးချမ်းရင်အပါဝင်ခေါင်းစဉ်နဲ့အခြားကိစ္စတွေလာရောက်ဆွေးနွေးတာဖြစ်ပါတယ် ထိုင်းလွတ်တော်ဖိတ်ကြားချက်ကတော့အခုလိုဖိတ်ကြားပေးတဲ့ထိုင်းလွတ်တော်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ခေါင်းဆောင်ဘတူလဲဆိုတာခမားတို့အပါအဝင်တကဘာလုံးကတိပါတယ်မြန်မာပြည်သူတွေဒီဘတူတွေကိုလက်ခံလဲဘတူတွေကိုလက်မခံဘူးလဲဆိုတာအားလုံးအတိပဲဖြစ်ပါတယ်ဒါကိုလည်းလက်ရှိလူလက်ခံပေးတဲ့အတွက်ထိုင်းလွတ်တော်ကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့ထိုင်းလွတ်တော်ထဲမှာတင်သွင်းမဲ့ကျွန်တော် MDCRP ကတောင်းဝင်ရှိတဲ့လူတွေရဲ့စကားထံကိုလည်းထိုင်းနိုင်ငံအနေနဲ့တည်တည်ချာချာနားထောင်ပြီးတော့ ော်စဉ်းစားပေးစီခြင်းနဲ့လှုပ်ပေးစီခြင်းဘာဖြစ်လို့လဲလက်ရှိထိုင်းနိုင်ငံကိုအကြောင်းမျိုးကြောင့်ခိုးဝင်တဲ့လူတွေရှိပါတယ်အဲ့တော့တရားမဝင်နေဆက်ဖြတ်ကျော်တဲ့အတွက်ထိုင်းနိုင်ငံဥပဒေနဲ့ဒီလူတွေညှိပါတယ်နော်ဒါပေမဲ့တရားဝင်ရောဝင်ခွင့်ရှိတာဒီလူတွေဒီဘာကြောင့်ဝင်ရတာလဲအဲ့ဒီအပိုင်းတွေမှာထက်ရောက်စဉ်းစားဖို့လိုအပ်တယ်တော့နံပါတ်1တရားဝင်ဝင်ခွင့်ရှိတာတော့တရားဝင်ဝင်လို့မရပါဘူး။ဘာဖြစ်လို့လဲ။နေဆက်ထွက်ပေါက်တွေကိုအဓိကစစ်ကောင်စီကအုပ်ချုပ်ထားတယ်။နိုင်ငံရဲ့ passport ကိုစစ်ကောင်စီကအာဏာသိမ်းတာဖြစ်တဲ့အတွက် passport ထုတ်ပေးနိုင်တဲ့ရုံးတွေဒီဒီအာနာတိတ်အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာကြားရောက်နေတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကနိုင်ငံခြားကိုထွက်မယ်ဆိုရင်တရားဝင်ထွက်လို့မရဖြစ်နေတယ်တရားဝင်ထွက်မယ်ဆိုရင်စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ကနေထွက်ရပါမယ်အဲ့တော့နောက်ဆိုနောက်တစ်ချက်ကဘာဖြစ်လို့မြန်မာပြည်သူတွေကအနည်းဆက်ဆုံးထိုင်းနိုင်ငံကိုဝင်ပြေးလာကြတာလဲပုံမှန်မူတည်ပါတယ်လက်ရှိမြန်မာနိုင်ငံမှာအာနာတိတ်သားပါတယ်နော် စီရီယန်လောက်တဲ့ပုံကိုတွေကစပြီးတော့ဒီစစ်အာဏာတင်းထားတာကိုလက်မခံတဲ့လူတွေအစုံနောက်တစ်ခုကဒီလက်ရှိမတရားတဲ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတော့ပြည်သူပြည်သူချင်းအသေးခံခိုင်းနေတဲ့ကိစ္စတွေအပါအဝင်ပြည်သူအားလုံးဟာနိုင်ငံထဲမှာနေထိုင်လို့မရတော့တဲ့အတက်ဘေးလုံခြုံမှုမလုံခြုံတဲ့အနေအထားမှာနှီးဆက်ရเนาะထိုင်းဆိုတာမြန်မာနဲ့ညီကိုမောင်နှမတို့နေခဲ့တာဖြစ်တဲ့အတွက်အနည်းဆက်ဆုံးထိုင်းနိုင်ငံကိုဝင်ပြေးကြတာပါအဲ့လိုအနေအထားမှာတရားဝင်ဝင်ခွင့်မရှိတဲ့အတွက်ခိုးလန်းကဝင်လာပြီးတော့ဝင်ပြေးရတာ နော်စီးပွားလာရှာတဲ့သူအခုနောက်ပိုင်းမှာမရှိသလောက်ရှားပါတယ်။အားလုံးကနေလို့မရတော့ဒီနိုင်ငံလာပြီးတော့ဓမ္မအလုတ်လာလုတ်ပြီးတော့ဝင်းရည်အတွက်ဒါရောက်ဖြည့်ရှင်းရတဲ့လူတွေဖြစ်ပါတယ်။အဲ့တော့အဲ့လိုအနေထားမှာဖန်းကန်ထိတယ်။ဖန်းကန်ကပေးတဲ့ပြစ်ဒဏ်တွေကိုခံယူရဖန်းကန်ထိတဲ့လူတွေကပြီးလို့ချင်းပြန်လည်လက်ခံတဲ့နေရာမှာဟာဒီအကြမ်းဖက်စစ်ကောင်စီလက်ထဲကိုထည့်နေရတာဒီကျွန်တော်တို့တေတွေးထဲကိုဟာဒီလူတွေကိုတွားပို့နေတာလည်းအတူတူပဲဖြစ်ပါတယ်။ဒါကို CRPH နေနေတဲ့ထိုင်းလွတ်တော်ထဲမှာတိတိကျကျကြဲကြဲလောင်လောင်ဆွေးနွေးနိုင်ဖို့အရေးကြီးပါတယ်။အားနာစရာအကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဒီလိုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာမျိုးထိုင်းနိုင်ငံမှာဖြစ်ပေါ်လာမယ်ဆိုရင်လည်းကျွန်တော်တို့နိုင်ငံဟာထိုင်းနိုင်ငံကိုမိတ်ဆွေကောင်ပီတာဆိုတာထိုင်းနိုင်ငံသားတွေကိုလက်ခံပေးရမှာဒါအိမ်နီးနာချင်းတိုင်းကျင်းလိုက်နာဆောက်ထင်းရမယ်ကျင်းုံတိတ်ခါတွေပဲဖြစ်တယ်အဲ့တော့အဲ့လိုအနေထားမှာအခုရန်သူလက်ထဲကိုတွားထက်နေတာဒီကျွန်တော်တို့မြန်မာပြည်သူအားလုံးရဲ့အတက်အိုးရင်စည်းစိမ်ပေအောင်တို့ပေဒင်းနဲ့တွားပို့နေတာလည်းအတူတူဖြစ်နေပါတယ်เนาะအဲ့တော့ကျွန်တော်တို့အင်အားစုတွေနှဲရရှိတယ်အဲ့တခုရှိတယ်ဖမ်းလန့်ထိတဲ့ပြည်သူတွေကို ပြစ်ဒဏ်ပေးလို့ပြန်လွတ်တဲ့နေရာမှာနော်သူတို့ဖမ်းခံထိတဲ့ပြည်သူတွေစံနှက်ကစစ်ကောင်စီလက်ထက်ပို့ပါဆိုရင်ပို့လိုက်ပါနော်ပြည်သူ့ဆန္ဒကိုကျွန်တော်တို့အဆုံးဖြတ်ခံတယ်ပြည်သူ့ဆန္ဒကိုလေးစားလိုက်နာတယ်ဆိုရယ်စနစ်မျိုးကိုလိုချင်ပါတယ်အဲ့တော့ဖန်ခန့်ထိတဲ့ပြည်သူအများစုကစစ်ကောင်စီလက်ထက်မတော်ချင်ဘူးတော်လိုင်းအင်အားစုတွေလက်ထဲကိုထည့်ပေးပါဆိုရင်တော့ထိုင်းစိုးရအနေနဲ့ဒီရဲ့နော်အတက်လူခွင့်ရေးဒါလူတယောက်ရဲ့အတက်အန္တရာယ်ကိုကာကွယ်စောင့်ရှောက်တော့အားဖြင့်တော်လိုင်းအင်အားစုတွေလက်ထဲကိုထည့်ခိုင်းစေချင်ပါတ เนาะအဲ့လိုဖြစ်လာအောင်လဲအဲအဒီ CRPH အနေနဲ့ထိုင်းလွတ်တော်ထဲမှာဆွေးနွေးနိုင်ပါစေလို့ဆုတောင်းပါတယ်နောက်တစ်ခုကထိုင်းနိုင်ငံမှာရှိတဲ့အလုံတမအရေးတွေကိစ္စเนาะလက်ရှိထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတွေအားလုံးဟာဖြစ်ပေါ်နေတာဒီပါဒီလူမျိုးရေးပဋိပက္ခပုံစံအတွင်ယူပြီးတော့နှိမ့်ကုတ်ခံထိနေတယ်အဲ့တော့မြန်မာတွေအားလုံးဟာထိုင်းနိုင်ငံကိုထိပါနှောက်ယှက်ဖို့မရှိပါဘူးဘသူကမရှိခိုင်းတာကိုယ်မြန်မာအချင်းချင်းမရှိခိုင်းတာပါအခုလူတေရောက်လူတူတူတယောက်တစုတစ်ပွဲက ဖိုင်းနိုင်ငံအထောက်ချအာဏာကိုထိပောင်းလုံလာမယ်ဆိုရင်လည်းမြန်မာပြည်သူတွေကလက်ခံမှာမဟုတ်ပါဘူး။သူများနိုင်ငံရဲ့တိုင်းတစ်ပိုင်းရဲ့အထောက်ချအာဏာကိုတွားပြီးဝင်ရောက်ဆုတ်ဖက်မယ်။ထိခိုက်အောင်လုပ်မယ်ဆိုရင်ကိုယ်နိုင်ငံသားအချင်းချင်းရဲ့တားဆီးပါလိမ့်မယ်။အဲ့တော့မြန်မာတွေကအဲ့လောက်ရိုင်းတဲ့လူတွေမဟုတ်ဘူး။အဲ့လောက်ရုပ်မာတဲ့လူတွေမဟုတ်ဘူး။မြန်မာဆိုတဲ့နေရာမှာကရှင်ကရမုံမြန်မာရခိုင်ရှက်အကုန်ပါပါတယ်။အတူတူပါပဲ။အဲ့တော့တချို့တလေကအခုထိုင်းနိုင်ငံကချို့ပြောနေမြန်မာတွေကပဲဝင်ရောက်ပြီးတော့ challenge နေသလိုအဲအလုပ်တွေဝင်ရောက်လုပ်နေလို့မဟုတ်ပါဘူးမြန်မာတွေကထိုင်းနိုင်ငံမြန်မာပြည်မှာနေလို့မရတဲ့အတွက် ထိုင်းနိုင်ငံတဲ့ကိုလာမိရတာပါဒီနိုင်ငံမှာခိုလုံတဲ့နေရာမှာတဝင်းတစ်ခါအတွက်ကျွန်တော်တို့ဖြည့်ရှင်းရတယ်အလုပ်တွေလုပ်ရတယ်အဲ့ဒီနေရာမှာတတ်မှတ်ထားတဲ့ဥပဒေဘောင်တွင်းအလုပ်တွေလုပ်ပြီးတို့ဥပဒေဘောင်ဆုံးပြီးတော့လုပ်မိတဲ့အလုပ်တွေလည်းရှိပါမယ်ဘလို့ပဲဖြစ်ဖြစ်မြန်မာပြည်အားလုံးကထိုင်းပြည်သူတွေရဲ့အောက်မှာပဲရှိပါလိမ့်မယ်ဘာဖြစ်လို့လဲထိုင်းနိုင်ငံတွေထိုင်းပြည်သူတွေပိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်ဒီနိုင်ငံကိုကြော်ပြီးတော့လုပ်ခွင့်မရှိပါဘူးဒီနိုင်ငံဥပဒေတွေကိုကြော်ပြီးတော့လည်းအဲလုပ်ခွင့်မရှိပါဘူးဒါို့တော့ ဟိုတို့နိုင်ငံသားတွေလည်းတိအောင်ပြောနိုင်ဖို့အရေးကြီးတာပေါ့ဘာလို့လဲဆိုတော့တို့တော့မှတို့ပြောမဲ့နေရာမှာဒီစကားမျိုးတွေလည်းပြောနိုင်ကြပါစေလို့ဆုတောင်းပါတယ်ဘာဖြစ်လို့လက်ရှိအချိန်မှာဖြစ်နေတဲ့ပြဿနာအဲ့ဒါပဲကဲဒါတော့နော်ကိုစီပြောထားတဲ့သတင်းတွေဖြစ်ပါတယ်အဲ့တော့ဒီအဖမ်းခံရတဲ့သူတွေကိုမြန်မာပြည်ပြန်ပို့တဲ့အချိန်မှာပြန်ပို့ခံရတဲ့သူတွေပေါ့နော်ဒီ စစ်ကောင်စီလက်ထက်သွားမှလားတော်တော်လေးအဖွဲ့တွေသွားမှလားဆိုတော့မေးပို့ပေးနိုင်ရင်တော့ဒါအကောင်းဆုံးပေါ့နော်စစ်ကောင်စီလက်ထက်ပို့ရတယ်ဆိုတော့တေချာပေါ့အောင်နော်စစ်မှုထမ်းဥပဒေနဲ့ရေးစစ်ထဲဝင်ဝင်မဝင်မှုဆိုရင်တော့အာပြစ်ဒဏ်ပေးခံရမှာဖြစ်ပါတယ်နော်အဲ့တော့တေဖို့ရခိုင်တော့လည်းများတယ်ပေါ့နော်အဲ့တော့ဒါမျိုးတွေလှုပ်ပေးနိုင်ရင်တော့တကယ်ပဲအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့ဒီထိုင်းလွှတ်တော်ထဲမှာလည်းဒီထက်တန်ကြေကြေလောင်လောင်ထွက်ပြီးတော့ပေါ့နော်ထိုင်းဒီထိုင်းဒီထိုင်းအရာရှိတွေရဲ့နားရေအောင်ပြောနိုင်တဲ့သူတွေဖြစ်ဖို့လည်းတကယ်ပဲအရေးကြီးပါတယ်နော် ကဲမနေ့ကဘောလခဲတိုက်ပွဲအားလုံးကြည့်ပြီးသွားပြီချင်ပါနော်တကယ်ပဲတော်တော်မှိုက်ပါရနော်ဒီကာကွယ်တပ်ဖွဲ့တွေနဲ့ဒီစစ်ကောင်စီအဖွဲ့တွေနဲ့တိုက်တဲ့အခါမှာအာဒီစစ်ကောင်စီအဖွဲ့တွေရပါနော်အမတွေးလိမ့်လိမ့်နဲ့အမအများကြီးပဲပေါ့နော်ဒီကျွန်တော်ဒုစစ်ဦးစီးချုပ်ကိုမာဝီပေါ့နော်သူရဲ့ဥဆောင်မှုဖြင့်တိုက်ခိုက်တာဆိုတော့ကျွန်တော်သိခဲ့ရတယ်ဒါပြင်ဒီရဲ့ video file တွေကိုလည်းသူရဲ့ဒီ profile မှာတင်ထားဖြစ်ပါတယ်ပေါ့နော်အဲ့တော့မင်းတို့တောင်းတလုံးလုံးလာပြတာဆိုတော့ပုံတွေလာပြအောင်တကယ်အားစရာအရန်ကောင်းပါတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခုဆိုရင်ကိုမာဝီရဲ့ဒီဘောလခဲရဲ့တိုက်ပွဲကြောင့်ပြောထားတယ်နောက်ထောင်ကြည့်အောင်နော် ာရန်သူဖက်ကလည်းဒါပန်နဲ့ပြန်ပေါက်တာမဟုတ်လေနော်သူကလေရင်ရောလက်နက်ချီရောဟုတ်တယ်ဟုတ်တယ်ဟိုတရက်ကိုဆိုရင်လေရင်ဆိုလို့ရှိရင်ဆယ်ခေါက်အထက်မှာပဲလာကျဲတဲ့ခြေနေမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့လေရင်ကဝိုင်ထွဲကပြီးတော့လက်နက်ချီရောကော်လုံးကိုဟိုတအားတုံးတဲ့ခါကျတော့ဟိုကျွန်တော်တို့ဖက်ကလည်းဒါရဲဘော်တွေကတော့ဒါတိမ်မွားထိခိုက်တာလေးတွေနောက်နည်းနည်းဆိုရင်ရထိခိုက်တာလေးတွေချို့လည်းရှိတော့ပေါ့လေနော် ဒါပါပဲအဲကျန်တဲ့ဟာကတော့အလောက်ကဆက်လုံနေပြီးသားပဲတိုက်ပွဲဆက်ပြင်းထန်နေပြီးသားပဲပေါ့လေနော်ဘာမလို့ဘူးလားဘာမလို့ဘူးလားဘာမလို့ဘူးလားဖာဘာမလို့ဘူးနော်ရှင်ဦးကြီးမဲ့ပေးတော့လေငါတော့ကခေရတီရရှင်ဦးပရေကိုလိုက်လာတယ်ကောင်းလေတရင်ဌာနချုပ်တွေလဲကရင်တီတပ်ပေါင်းစုတွေကဒါဝိုင်းပတ်ပိတ်ဆို့ထားနိုင်တာဒါအချိန်ကြာပြီပေါ့နော်အခုကြာကမှဒါသူတို့ဒီတရင်ဌာနချုပ်တွေကိုစပြီးတော့တိုက်တာပေါ့ ကျွန်တော်ကရင်ီဂွေထဲမှာဆိုရင်နေရာတော်တော်များများကိုထိ ंछ ုပ်ထားနိုင်ပြီးပြီမဲ့အဲကျွန်တော်ဒီတိုင်ရင်ဌာနချုပ်တွေကိုတော့ဒါစီနင်းသိမ့်ပိုက်ပြီးတော့ရရှိထားတာမျိုးမရှိသေးဘူးပေါ့နော်အဲကြောင့်ဒါအခုတိုင်ရင်ဌာနချုပ်တွေကိုစတိုက်တဲ့တိုက်ပွဲပေါ့လက်ရှိမှာ ကဲတရေဌာနချုပ်တွေစပြီးတိုက်တိုက်ပွဲဖြစ်ပါတယ်နော်အဲ့တော့ဒီနေရာတွေကိုလည်း wipe page ထုတ်တာတော်တော်ကြာနေပြီနော်ဟိုတော့ကဆိုရင်အားလုံးပဲမြင်မြင်ထင်နေ shadow scan လို့ပေါ့နော်ဒီဖျားကုန်းပေါ်မှာတက်ဆွဲထားတဲ့အချက်ပဲစစ်ကောင်စီကိုဘိုးကြီးညီမျိုးစင်တို့ကလက်နက်ချဖို့ပြောတယ်လက်နက်မချတဲ့အစုံစော်လိုက်တာပေါ့နော်အမှတခါတည်းအကုန်လုံးအမျိုးတွေပြုတ်သွားတဲ့ video file တွေပေါ့နော်အများကြီးတွေ့ရပြီပေါ့နော်အခုဆိုလည်းဒီလိုမျိုး six scan တွေကို six scan ပေါ့နော်သူတက်ရင်သုံးခုပေါင်းထားတဲ့ဟာ six scan လို့ပြောတယ်ပေါ့နော်အဲ့ဒါတွေတိုက်ခိုက်တာဖြစ်ပါတယ်အဲ့တော့အောင်မြင်မှုကတော့တကယ်ပဲကြောက်ခမန်းလေးလေးပေါ့နော်နဲတာပုံမနေရစင်တော့ ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေမှာတိုက်ပွဲတွေအောင်ပွဲတွေများလာတဲ့အမြောက်ပါနော်စစ်ကောင်စီတပ်ဖက်ကလည်းဘယ်လိုမျိုးအောက်လုံးတွေထိုးလာဆိုတော့တစ်ချက်တအားတော့ကြည့်အောင်နော်ကြမ်းပတ်တပ်ဖြတ်မှုတွေလုပ်ထားတယ်ဒါပေမဲ့သူကပါလဲဆိုတော့ရက်ဆက်တဲ့တပ်ဖြတ်မှုတွေပေါ့လူမဆန်တဲ့တပ်ဖြတ်မှုတွေလုပ်ထားတာမျိုးဖြစ်ပြီးတော့တောင်းတောင်းစစ်ပွဲမှာတိုက်ရဲနေနှစ်ဖက်ဟိုဘက်ပြစ်ခတ်ချက်တိုင်းနဲ့ထိရခဲတာလောက်ကတော့ငါတို့ခွင့်ပြုတယ်ဆိုတော့ဒီဖက်ကလည်းစစ်သားမင်းတို့ကလည်းဟိုလက်နက်ကြိုင်ဒီဖက်ကလည်းစစ်သားလက်နက်ကြိုင်အပြန်အလှန်ပြစ်ချက်ခတ်ချက်တိုင်းနဲ့တီးဝါတဲ့ကိစ္စမျိုးကိုငါတို့ခွင့်ပြုတယ်ဒါပေမဲ့မင်းတို့ကလူမဆန်တာတတ်တဲ့ကိစ္စတော့ငါတို့ခွင့်မပြုဘူးဆိုတာမျိုးနောက်တော့တစ်ဆင့်လျှော့တယ် နော်ဟိုစစ်ပွဲမှာပြစ်ကြပြန်လာပြစ်ကြခါကြရင်တည်ကြတဲ့ထီကတော့ဒါတော့ဖြစ်တတ်တဲ့သဘောမျိုးလို့အဲ့ဒါတော့ငါတို့ခွင့်ပြုတယ်မင်းတို့ပြန်လာခဲ့ PDF တွေကိုပြန်ခေါ်နေတာပေါ့နော်မင်းတို့ကိုလုံးဝထောင်မချဘူးမင်းတို့ကောင်းကောင်းမနေမယ်နေရမယ်ကောင်းကောင်းမနေမယ်ဆိုငါတို့ခွင့်ပြုလို့ဆိုမျိုးပြန်လုံးကြည့်ရင်နောက်ဆက်တဆင်းလေးနဲ့ short ချလိုက်ရင်တေချာပေါ့ခင်ဗျာဝင်လာမယ့်လူလူငယ်တွေမနေဘူးကြတို့ဒီဝင်လာမသိတော့မင်းတို့ပါသားစရပဲတိုင်အောင်ထဲလာအောင်ရေစုံမသိရတော့လူငယ်တော်များသိသွားတယ်တချို့လူငယ်တော်တော်သိနေပြီတော်တော်မှနေပြီမြဲသူတို့သိနေသိသွားကြတယ် ပြဿနာတော်ထဲမှာနေသိပြီမဲ့သူတို့ကိုစောင့်ကြည့်နေတဲ့ဖွဲ့တွေကလည်းကြည့်နေတာသူ့လူလူငါလူလူကြည့်နော်အဲ့လိုပေါက်ကြရလေးရှောက်ပြရမှာနော်တော်ထဲကိုဘယ်သူကရအောင်ပို့ရလဲအဲ့ဒါအရင်စဉ်းစားနော်ဘယ်သူကတော်ထဲဒုက္ခခံဘယ်သူမှမသွားချင်ဘူးမင်းတို့တော်ထဲကိုရအောင်ပို့လို့တော်ထဲကိုရောက်သွားကြတာအဲ့ဒါကိုမင်းတို့ရှောက်ပြီးတော့ပြောင်းနေပြန်စားရှောက်ခေါ်မယ်ပြီးတော့ဟိုတကယ်ဟိုဘယ်သူမှတော့မဝင်ပါဘူးနော်ဝင်လာခဲ့ရင်တောင်မှသူကနှိပ်ဆက်ပြီးတော့မှမရရအောင်တတ်မှတေးကြရနော်အဲ့ဒါကိုပေါက်ကြရလေးရှောက်ပြရမှာကြည့်နေကြတော့သူတို့ကတော်တော်လေးတော့ချို့ရတယ်သတိကြီးကြီးထားပြီးမှဆိုတာဒီ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  NASA ကနေပြန်ဆက်သွယ်တာဒီသတိကြီးထားလို့မရတယ် တချို့ဘယ်သူကဆက်သွယ်လဲမသိတော့ဘယ်သူမှတော့ဆက်သွယ်မှာမဟုတ်နော်အဲ့တော့တေချာတဲ့တို့ပါသစတယ်အခုဖမ်းထားတဲ့ခါတွေပဲတေချာပဲထိမ့်ပါအောင်နော်အဲ့ဒါထွက်ပြေးချင်တာ90ရာခံလောက်ရှိရနော်အဲ့ဒီမှာတိုက်ပွဲပေါ်ခဲ့ပြီမြဲတိုက်ပွဲထဲမှာပဲတိုက်ကြရင်နဲ့ဖြစ်ကြတဲ့ဟာလက်ဝဲထိုးသလိုပေါ့ဗျာလက်ဝဲထိုးရင်းနဲ့သူသူနိုင်ကုန်နဲ့ထိုးကြတာပဲပြီးရင်လက်ဆွဲနှုတ်ဆက်တယ်ဆိုတာမျိုးပေါ့အခုတိုက်ပွဲထဲမှာတိုက်ကြရခက်ကြတာတော့ပြဿနာမရှိဘူးခွင့်ပြုတယ်ဆိုတာမျိုးလုံးလိုက်ရင်တေချာပေါ်ပြန်လာမယ်လို့အများကြီးပေါ်လာလိမ့်မယ်လို့နေတယ် ကဲဒီလောက်ပဲပြတော့မယ်နော်အဲ့တော့ Champions League ကောင်စီဘက်ကစစ်ရှုံးနေတာတေးကြတဲ့အတွက်အခုလိုမျိုးပေါ့နော်ကော်ကေတပ်ဖွဲ့တွေကိုပြန်ပြီးတော့ဒီအောက်လုံးနေနေတော့ပြန်ခေါ်တဲ့ပုံစံလိုလုပ်နေတာပေါ့နော်ဘယ်သူမှလည်းသွားမှာတော့မဟုတ်ပါဘူးနော်ဒါပေမဲ့လည်းဒီ Champions League ကောင်စီရဲ့ဒီပရိရေပေါ့နော်သူတို့ညံနေညံတဲ့ဒီဘလောက်တုံးထားလဲဆိုတာကိုပြချင်တာဖြစ်ပါတယ်နော်အဲ့တော့ဒီကောင်တွေကစစ်ရှုံးမှုဆိုဒီလိုပဲနော်ပြီးပြီဆိုနိုင်ပြီဆိုရင်စကားပြောတာတစ်မျိုးရှုံးပြီဆိုစကားပြောတာတစ်မျိုးပေါ့နော်ပြောင်းလဲပြောင်းစားတယ်မတို့လူသားဆန်ရတာ human right ရှိတာကျမတို့အများကြီးနစ်နေတယ် အခုဒီမှာပြည့်စုံဆုံးချုပ်မှုဖြစ်တယ်လူ18ယောက်တည်တယ်ထိခိုက်ဒဏ်ရာရလို့အများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီဘုံကျဲမှုကိုလုတ်ခဲ့တဲ့လေရင်အဲ့ဒီနေ့ကပဲပြတ်ကျပြီးတော့လေရင်မှုကိုကျမတို့ကတုံ့ပန်းဖြစ်ပဲဖမ်းမိနေပါစေဦးတော့ကျမတို့ဒီလက်တည်နဲ့သူတို့ကိုစိတ်ကူတာပေးရအောင်မယ်သူတို့ကိုလည်းအစာလေးကျွေးရအောင်ဒါကျမတို့လူသားစာနာတာအတွက်ကျမတို့လူခွေးအတွက်ကျမတို့ဘက်ကနစ်နာတာ ကလေးသူငယ်တွေများစွာသိကြရတယ်ဒီလိုဆုံးရှုံးပြက်စီတဲ့စာတင်ချောင်းကလေးသူငယ်တွေအဲ့ဒါတွေလောက်တာအတွက်ကျမတို့ကိုဘယ်သူမှမကူချင်ပေးနိုင်တော့ဘူးလားကျမတို့မှလူသားစာနာတာကျမတို့အများကြီးနစ်နာအဲ့ဒီအတွက်လဲ human right human လို့အော်မနေနဲ့နိုင်ငံတကာကျမတို့ကိုအကူအညီပေးပါဦးအဲ့လိုဖြစ်အောင်လို့ကျမတို့ဘလောက်တောင်ထပ်ပြီးပြက်စီဆုံးရှုံးပေးအောင်ဘလောက်တောင်အသက်တွေရင်းပေးအောင်ပါလဲကျမတို့ကလူသားစာနာဒီမိုကရေစီရင်ကျင်းမှုလိုက်နာအဲ့ဒီအတွက်ကျမတို့ဆုံးရှုံးရမှုတွေအတွက်ဘသူကရောကျမတို့ထက်အတွက်ပေးပါလဲ ကျမတို့ကလေးတွေဆုံးရှုံးတာများလာပြီဘာမှလက်နက်ကင်လည်းမဟုတ်ဘဲနဲ့ဒီတိုင်းကလေးတွေအသက်ဆုံးရှုံးရတာစာသင်ကျောင်းတွေပြက်စီးရတာတိုင်းလူပြည်သားချင်းဖြစ်တဲ့ဆဲထဲမှာကျမတို့ဒီလိုဖြတ်အားဖြင့်နဲ့လေရင်တွေတုံးတာလက်နက်တွေတုံးတာအဲ့ဒီအတွက်ဘသူကမှဘာမှပြောမနေနိုင်တော့ဘူးလားပြောပြနိုင်တာလည်းမရှိတော့ဘူးလားတက်နိုင်ခင်ဗျကုညင်ထန်တဲ့လူတွေကုညင်ပေးပါဦး human rights democracy ရင်ကျမှုဆိုတာဒီအတွက် ကျွန်မတို့အတွက်တစ်ချက်လေးလောက်တော့နှဲ့ကြည့်ပေးကြပါအောင်လို့ကျွန်မတို့ပြောချင်နေရှင်။ကဲကြားရတယ်ပေါ့နော်ပြောသွားတော့တကယ်အမှန်တရားတွေပေါ့နော်အဲ့တော့ဂျပန်စစ်ကောင်စီက ဒီဘုံကျဲသွားတယ်ဆိုရင်ခုလိုမျိုးစာသင်ကျောင်းတွေပျက်စီးတယ်အမှကလေးတငယ်တွေလည်းတေရတယ်ပေါ့နော်အဲ့တော့ဒီဘုံကျဲတဲ့ကောင်တွေကလေပြက်ကြလို့ဖမ်းမိရင်တော့မှပြန်ပြီးတော့ကယ်ရမယ်အနေထားတွေရှိတယ်ပေါ့နော်ကျွန်တော်တို့က human right ကြီးကြည့်ပြီးမှအခုဆိုလည်း chemistry ကောင်စီတပ်သားတွေဒီရှေ့တန်းမှာဒဏ်ရဖမ်းမိတယ်ဆိုရင်တိတိကျကျလေးမှဟိုတုတ်စစ်တုတ်မန်းဆိုပြီးတိတိကျကျထားတယ်ပေါ့နော်တို့ကြောင့်ရေရေတိုက်တယ်ထမင်းကျွေးတယ်အခုဆိုရင်တို့လက်နဲ့ချဖို့ပြောရင်တော့မှရောက်ဖားရောက်ဖားညကညမပေးမယ်ဘာညာပေါ့နော်ဒီလောက်အထိစကားတွေပြောရင်းမှာပေါ့နော်ကောင်းကောင်းမပြောရင်းမှာချနေတဲ့အနေထားမှာခုဘက်ကတော့တော်တော်လေးကိုနော်လူမဆန် ဆိုရက်စက်ရုပ်မှာတော့လုံးဝမမျှတာပါဘူးနော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဆရာမပဲပြန်ပြီးပေါ့နော်ဒီဘုံကုတ်ချင်းတူးတဲ့ဟာနဲ့ပတ်သက်ပြီးပြောထားတဲ့နားတော့ကြည့်အောင်နော်။အတန်အနဲ့ဆုံးရှုံးမှုထိခိုက်ဒဏ်ရာရရှိမှုအများကြီး short ချနိုင်ပါတယ်ရှင်။ကျွန်တော်တို့ဒီဘုံကုတ်ချင်းတူးတဲ့လုပ်ငန်းတွေဆောင်ရွက်ရမှာပေါ့။အာကျွန်တော်တို့လွန်ခဲ့တဲ့တစ်လလောက်ကဒီလူမှုပင်ရမှာသတိထားမိလိုက်တာတခုကဘာလဲဆိုတော့ဒီတက်ဆိုင်ရတော်လိုင်းဖွဲ့စည်းတွေကအဲ့လိုမျိုးတားမြစ်တာလားဘလို့ဘလို့လဲသူတို့ရဲ့ခွင့်ပြုချက် ရယူပြီးမှလောက်ရမယ်ဆိုရဥစ္စာမျိုးတွေလည်းကျွန်တော်တွေ့လိုက်ရတော့လေအဲ့ဒီအခြေအနေလေးကိုလည်းနည်းနည်းလောက်ပြောပြပါအောင်ဘယ်လိုမျိုးတွေခက်ခဲရှိတယ်ပေါ့နော်ပြေပြေမှလောက်ရတဲ့အခါမှာစိန်ခုံးမှုခက်ခဲတယ်အဲ့ဒီအခက်ခဲကတချို့ကကြတော့လေဒီဘုံခုချင်းတူးတာဟာအပြည့်သူလူတို့ကိုအကြောက်တရားတိုးစီတယ်ပေါ့ဒါလိုမျိုးတူးလိုက်တယ်တူးလိုက်တာကြောင့်မို့လို့ပြည်သူတွေကတအားထိတ်လန့်သွားမလားပေါ့နော်အဲ့ဒီလိုမျိုးအမြင်တွေလည်းရှိကြတော့ခါကြတော့ဒီချင်းတူးတာကိုမအူးမချွတ်နမိတ်မရှိနမမရှိဘူးပေါ့နော် ကြံကြောက်လှဲ့အောင်ဝင်မအိတ်နေပေါ့အဲ့လိုပုံစံမျိုးနဲ့ကျမတို့ကိုလောင်ပြောင်ခြင်းညရတယ်ပေါ့နော်မလို့အသေးပဲနဲ့ဟုတ်ပါတယ်ကျမလုပ်ခဲ့တာကလည်းတကယ်တမ်းလက်တွေ့ရင်ဆိုင်ရတာကဒီနှစ်ထဲကြမှာလေကျမတို့လုပ်ခဲ့တာ2024ကလေးရဆိုကျမတို့ကနည်းနည်းစောသွားတာမျိုးဖြစ်မယ်ထင်ပါတယ်အဲ့ဒါကြောင့်မို့ကျမတို့အနောက်ရှက်တင်နဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါရှင်ဆိုတော့လေဒီဘုံခိုခြင်းကလေမဖြစ်မနေအာကျွန်တော်တို့တူးရမယ့်အခြေအနေမျိုးက ရှောင်းနေပြီလားပေါ့နော်မြေပြင်မှာလက်တွေ့ဘလို့ပုံစံမျိုးအခြေအနေနဲ့ရတားပြည်သူတွေကစစ်ရှောင်းတွေကပေါ့ကြုံတွေ့နေရတယ်ခင်ဗျတိုးတင်းတဲ့အချိန်ကိုကြော်တောင်ကြော်ခဲ့ပြီတည်ခဲ့တဲ့ဇန်နဝါရီ31ရက်နေ့ကစစ်ရှောင်းစခန်းမှာဘုံကျဲလိုက်တုံးကဆုံးရှုံးတဲ့တေကြေတဲ့ထိခိုက်ကံရတဲ့ဥစ္စာတွေအဲ့ဒီပုံခုချင်းတွေရှိနေလို့သာတအားကိုရှော့ချပေးနေတာအခုကွယ်လွန်သွားတဲ့သူတွေအကုန်လုံးဟာပုံခုချင်းတွေမှာရှိနေပဲနဲ့အပြင်ကိုရောက်နေတာ အထဲထဲကိုဝင်ဖို့အချိန်မရလိုက်တဲ့သူရဲ့အနံတက်နေတော့မိစီကိုကလေးကြီးချရင်နဲ့ဖြစ်သွားတာရယ်ပုံချင်းတဲ့ကိုဝင်နှိမ့်တဲ့လူတွေအကုန်လုံးကအသက်ဖေးကလွတ်ပါတယ်နောက်တစ်ခါတမူးဖတ်မှာဖြစ်တဲ့ဟာဆိုရင်လည်းပုံချင်းလေးထဲမှာလူကလေးနဲ့ကလေး600လူကြီး900 17ယောက်လုံးလုံးကပုံချင်းထဲမှာရောက်နေတာရောက်နေတော့သူတို့ပုံချင်းရဲ့အဝါကိုတစ်ဖက်အိမ်ကအုတ်အိမ်နာပေါ်ကိုဘုံကြတယ်အဲ့ဒီ အုတ်အိမ်လာကအလုံးလိုက်ရွံ့လာပြီးသူတို့ဘုံချင်းပေါ်လာပိတ်သွားတယ်။ဒါပေမဲ့အထဲတဲကသူတို့အော်ဟဲ့ကူညီတောင်းတော့အဲ့ဒီပိတ်သွားတဲ့ဟောင်ပြန်ဖယ်လိုက်တယ်ဆိုတော့အဲ့ဒီမှာလည်းအသက်ဖေးရအဲ့လိုပဲအလားတူပဲဘုံချင်းမှာဆိုလို့ဒီလိုပဲဘုံချင်းနဲ့ဟိုပြေးဝင်ခင်လိုက်လို့အသက်ဆုံးရှုံးမှုကနေကင်းဝေးသွားတဲ့ဖြစ်ရက်တွေကညာစွာပေါ့နော်တက်သေးခေါင်းတွေရှိနေတာကြောင့်မလို့အဲ့တော်တော်များလည်းတူးကုန်ရပြီတော်တော်များများလည်းတူးနေကြပါပြီဒီမတို့အဓိကလိုက်တူးပေးတာကတော့အများနဲ့ဆိုင်နဲ့ နေရာတွေကိုအဓိကထားတူပေးတာမိသားစုအိမ်တွေမဟုတ်ဘဲနဲ့အများအသုံးပြုလို့ရမဲ့နေရာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေမှာပဲကျမတို့ကလိုက်ပြီးတော့တူဖို့ပြီးတာပါရှင်စစ်ကောင်စီကပေါ့နော်ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းတောက်လျှောက်ပေါ့အခုဆိုရင်၄နှစ်ကျော်လာပြီပေါ့ အရက်သားပြစ်မှတ်တွေကိုဥတည်ပြီးတော့ဒေချောင်းတိုက်ခိုက်မှုတွေပုံမှုပြုလုပ်တာနေရလဲကျွန်တော်ညင်းလို့မရအောင်တောက်လျှောက်တွေ့နေရနေစင်းနေမြပါတော့ဆိုတော့အဲ့လိုမျိုးဒေချောင်းကနေအရက်သားပြစ်မှတ်တွေကိုပို့ပြီးတော့လောက်လာတဲ့စစ်ကောင်စီကိုဆင်မတော်အနေနဲ့ဗာမင်းပြောချင်တာရှိတယ်ဗျလူလိုပြောရင်နားလည်ကြမှာမဟုတ်တော့ဘာမှပြောစရာမရှိဘူးသူတို့ရဲ့အစကတည်းကအာနာယူတယ်ရုပ်မာတယ်ရက်ဆက်တယ်ကြမ်းကြုတ်တယ်ဆိုတာတွေကို သူတို့ကခိုင်လုံတစ်ခိုင်လုံအောင် တက်တေပြနေတာဖြစ်လို့ကျမတို့ကသတိကြီးကြီးထားပြီးတော့ပို့ပြီးတော့အလုံးလုံးရမယ်စင်ကျင်ရမယ်ပို့ပြီးညင်ညွတ်ရမယ်လို့ပဲကျမကစိတ်ထဲမှာခံယူထားနေရှင်။ကဲတကယ်ပဲနော်ပြတ်သားတဲ့စကားဖြစ်ပါတယ်။အဲ့တော့ကျမစိတ်ကောင်းစီကအခုချိန်ဒီလေလေချောင်းပုံကျဲတာတော်တော်လေးကိုများလာဖြစ်ပါတယ်နော်။အဲ့တော့ကျွန်တော်တို့ကိုပရိသာရဲ့ channel မှာသွားကြည့်လို့ဆိုရင်လေလေချောင်းပုံကျဲမှုကတစ်နေ့တစ်နေ့ပုံများလာပါတော့နှစ်ဆ၃ဆလောက်တည်းကိုများလာတာပေါ့နော်။ ပထမ2021တုန်းကတိတ်မရှိဘူး2020နှစ်မှာ20လောက်ဖြစ်သွားတယ်2023မှာ30လောက်ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်တော်ကြီးကိုအချိန်ကြီးများလာဖြစ်ပြီးတော့2025မှာတော်တော်ကိုအခုလလ3လပဲရှိသေးတယ်ပေါ့နော် match လပဲရှိသေးတယ်အချိန်ကြီးတော်တော်များနေတဲ့အချိန်ကြီးဖြစ်ပါတယ်နော်အဲ့တော့ champion six ကောင်စီကသူရဲ့ရုပ်မှမှုအခုချိန်မှာပို့ပြီးတော့ပေါ့နော်ပေါ်လွင်လာအောင်သူကလည်းသူဖော်ဆောင်နေတာဖြစ်ပါတယ်နော်အဲ့တော့ဆရာမကြီးဆိုရင်ဘလို့အချမ်းပေးချင်လို့ပြောစရာတော့မရှိဘူးပေါ့နော်တကယ်လည်းပြောစရာမရှိသေးစကားပြောစရာမရှိတော့ပါဘူးနော်ရုပ်မှမှုကကန်းကုန်လုံးတော့လို့ ကဲကျွန်တော်နောက်ထပ်ပေါ့နော်ရခိုင်စင်းလေးတစ်ချက်သွားနှာထောင်ကြည့်အောင်နော်ရခိုင်မှာလည်းတိုက်ပွဲတွေကအများနဲ့ဖြစ်နေတယ်ပေါ့နော်အခုဆိုရင်ဘေရှင်တိရောက်လို့တစ်ချက်နှာထောင်ကြည့်လာအောင်တပ်ဖြူမျိုးနေကငဖဲတောင်ကြည့်ရအနေမှာစစ်ကောင်စီနဲ့အာရခတက်တော် AA တို့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေလို့ရပါတယ်တပ်ဖြူမျိုးနေကုန်းရှိန်တိုင်တွေကအမှတ်30နှစ်ရေးတက်ရင်းကနေစစ်ကြောင်းထိုးလာတဲ့အင်အား100ကျော်ပါတဲ့စစ်ကြောင်းနဲ့ AA တို့တပ်ဖွဲ့ဝင်တွေအကြား နန်းဖက်တောင်ကြီးရွာအနီးအနားမှာမတ်လ19ရက်နေ့ညအချိန်ကစပြီးမတ်လ20ရက်နေ့နေ့လေအထိတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ကြော့ဖြူဒေသခံစီရေးတရင်ရေးမြစ်တွေကနရိစရာကိုပြောပါရယ်စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့အချိန်မှာနန်းဖက်တောင်ကြီးရွာအနီးအနားအယောက်အေးအေးနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကအကြအဆုံးတွေများတယ်လို့လေသူကဆက်ပြောပါရယ်အလားတူကြော့ဖြူမြို့နယ်ကစစ်ကောင်စီရဲ့အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်တဲ့ ဒညဝတီရေတပ်ဌာနချုပ်အနီကစီမော်ကြီးွာအနီနာမှာလည်းအေအေနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ကြောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတရုတ်အကူအညီနဲ့အေအေကိုဒရုန်းတွေပစ်ကူပေးနေတယ်လို့လည်းစီရေးသတင်းရင်းမြစ်တွေကပြောကြပါဗျ။ကဲကြားရတယ်ပေါ့နော်။အဲ့တော့ဒီတရုတ်တွေကအခုချိန်မှာဆိုရင်ဂျမစစ်ကောင်စီကိုကူညီတဲ့အနေအထားတွေတွေ့နေရပါနော်။ရှေ့ထဲမှာသူတော်မတိုက်သေးဘူးဆိုမြဲနီးပညာတွေဒရုန်းတွေမှာဒရုန်းတွေနဲ့ပေါ့နော်ကူတိုက်ပေးတဲ့အနေအထားဖြစ်ပါတယ်နော်။ ဲ့တော့ဒီအာခတ်တက်တော့တကယ်တက်ကြိတ်လို့ပေါ့နော်ဒီနေရာတွေတက်ကြိတ်လို့တင်းတဲ့ချိန်ကျမှဒီတရုတ်တွေထိသွားရင်တော့အဲ့ကြမှာပဲဟိုတရုတ်တွေစော်ကားပါလေလို့ရင်တော့ဒါတော့တရားတရားမများတောက်ပေါ့နော်ရန်ကုန်ရဲ့စစ်ဌာနချုပ်နဲ့ပတ်သက်ပြီးတော့သတင်းထုတ်တွေပြောလာတဲ့ဆရာလူမကျော်ရဲ့သတင်းကိုကျွန်တော်နားထောင်ကြအောင်နော်ရန်ကုန်တိုင်းစစ်ဗန်ရန်ကုန်တိုင်းစစ်ဌာနချုပ်ရန်ကုန်တိုင်းစစ်ဌာနချုပ်ကကောင်းလေဖမ်းကိုဖမ်းတော့မှာပါဘာကြောင့်လဲ လိုင်းတရား FM AR ထဲမှာကြားဖြန့်ပြီးလူကုန်ကူးတာတွေကြောက်ကတ်နှလုံးဖြုတ်ရောင်းစားတာတွေ FM AR ထဲမှာတရုတ်ကဘာကြီးတစ်ခုဖြစ်လုံနေလေအမောက်ကဘာကြီးတက်ဆိုင်လိုင်းတရား FM City FM AR နဲ့လိုင်းတရားတွေကအင်ညာတော်တော်များများမှာတရုတ်တီအုံနယ်ချင်းနဲ့နေပြီးအော်ဒရိုင်းကြီးခတ်ထောင်ကြီးတစ်ခုလို့အထဲမှာကြားဖြန့်လုပ်တယ် လူတွေကိုဖမ်းဆီးပြီးကြောက်ကတ်တွေကလေးစားတွေထုတ်ရောင်းတယ်လုံမရဲခိုင်နော်ဒါတွေလုတ်တယ်ဘလုံးဘွဲတိုင်ကင်နေနှလုံးတီတိုင်ကင်နေသုံးလုံးတီတိုင်ကျုပ်တွေလုတ်တယ် FMI CD ရန်ကုန်တရုတ်တန်းဒါတွေကိုရန်ကုန်တိုင်းစစ်ဦးစီးကျုပ်နေစရဖအများကအကကွယ်ပေးတာတယ်လို့သိရပါတယ်ရန်ကုန်တိုင်းစစ်ဦးစီးကျုပ်တိုင်းစစ်ဦးစီးကျုပ်နေမလားဆိုတော့နေပြည်တော်တိုင်းစစ်ဦးစီးကျုပ်နေပြည်တော်တိုင်းစစ်ဌာနကျုပ် နေပြည်တော်ကဖာကန်းနေမှန်သမျှပူသားသမီးတွေ share ပါတယ် KTP တွေဖာကန်းနေ WY နေဆိုတာရန်ကုန်နေပြည်တော်မန္တလေးကပါတီတွေကတ်နေတိုင်းမှာရတယ် IST နော် WY နေစေးပြားတွေဖောဖောတည်တည်ရတယ်ပါရာစီတမောကိုရှာဝယ်ရတာခက်ချင်ခလိမ့်မယ် WY ကတော့ပေါ်ပေါ်လုံးလုံးပါပဲ လူကြောက်အောင်ဖက်စစ်တပ်ဟာမူရီစီးတီဖမ်းပြနေပေမဲ့လက်ရှိရန်ကုန်မန္တလေးနေပြီးတော့ညဘယ်လိုခေါ်လဲ night life night life မှာအခုဘိုးချုပ်ရဲဝင်းဦးရဲ့တားဟာတနက်ကင်တောင်ကျန်အုပ်စုဖွဲ့ပြိုင်ကားမောင်း WY နေရောင်းချနေတာမျိုးနဝဒ WY ရောင်းချမှုနဲ့ပတ်သက်ပြီးอืม ညောင်မြတူရင်ပေါက်တင်မှုတွေပေါ်ကုန်နေပြီ Happy Water တွေ WY တွေရှင်းပြားတွေကိုရန်ကုန် night club အတိုင်းဝိုင်းမှာ night flight မှာပေါ်ပေါ်တိတိရနေတယ်ရှောင်းနေရောင်းနေတယ်အဲ့ဒါဟာလေစစ်ကောင်စီနဲ့ပတ်သက်တဲ့အတိုင်းဝိုင်းတွေကြီးပါပဲမဟုတ်ဘူးလို့တတိရှင်ဖမ်းပြလိုက်ကဲ ဒါတော့เนาะဆယ်လီမေးရှင်းပြောထားတယ်ဒီရန်ကုန်မြို့ရဲ့အခြေအနေမျိုးဖြစ်ပါတယ်เนาะအဲတော့ကြားဖြတ်နေရန်ကုန်ဘက်ကိုရှိသွားတယ်လို့လည်းအားလုံးကသတင်းကြားပြီးသားဖြစ်ပါတယ်အခုဆိုရင်ဒီ FNA အိမ်ယာထဲမှာပေါ့เนาะဒီလိုမျိုးလုပ်နေတယ်ဆိုတာကသိစားတလောက်ဖြစ်ပါတယ်เนาะအဲတော့ဘာဖြစ်ပြောအခုဆိုရန်ကုန်မှာရှိတဲ့လူငယ်လူရဲတော်တော်များများပါတော့ပတ်စံရှိတဲ့တိုင်းဝိုင်းတွေဆိုလည်းဒီစီးတွေဆိုတလွေကိုဝယ်လို့ရရအနေထားဆိုတာအားလုံးလည်းသိပြီးသားဖြစ်ပါတယ်เนาะအဲ့တော့ချမ်ဖက်စစ်ကောင်စီမင်းအောင်လိုင်ကိုမဖြေရှင်းမှုဆိုရင်တော့ကျွန်တော်တို့ဒီမြို့တွေမှာပြည့်စည်နိုင်တဲ့အခြေအနေတွေဖြစ်လာပြီပေါ့နော်အခုဆိုရင်တရုတ်တွေဒီကြားဖြတ်နေရ ရန်ကုန်ထဲမှာတော့တော်တော်လေးကိုကြီးစိုးနေတဲ့အနေအထားဖြစ်ပါတယ်နော်။ဟုတ်ကဲ့ကျွန်တော်ရဲ့ဒီမနက်ပိုင်းသတင်းတင်ဆက်မှုဗီဒီယိုဒီလောက်ပဲဖြစ်ပါတယ်နော်။အစားအစုံကြည့်ပြီးတဲ့မိဘပြည်သူရောက်ရှိတဲ့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမှတ်ခြင်းနဲ့ပြည့်စုံပြီးတော့အချက်ဖက်မင်းမင်းအောင်လိုင်းရဲ့စစ်ပေးရနေကင်းလို့ကြပါစေလို့အချက်ဖက်မင်းအောင်လိုင်းရဲ့စစ်ပေးရနေကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။